ောက်ဆော့ဝက်မှာဒီလိုမျိုးစာသားကနေဒီလိုမျိုးတိပဲဖြစ်ပြောင်းတဲ့နေကိုမျှဝေပေးရှင်ပါတယ်ကျွန်တော်တို့ Microsoft အထက်မှာဆိုရင်ဒီလိုမျိုးစာရရလက်တဲ့အခါတိပဲလေးပြန်ပြောင်းချင်တယ်ဆိုရင်ပြောင်းလို့ရပါတယ်ဒါမှမဟုတ်ရင်တိပဲကိုတစ်ခါတည်းဆွဲမယ်ဆိုရင်လည်းဆွဲလို့ရပါတယ် Okay အဲ့တော့ကျွန်တော်အတော့ဒီမှာစာသားကနေဒါတိပဲဖြစ်ပြောင်းစာပေါ့နော် Okay ဒါလေးကိုစာဆုံး join to like ပေးပါဘယ်တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့စာရေးဖို့လိုပါတယ်ဒီကောင်းစင်ပေါ့เนาะဒါဆိုရင်ကျွန်တော်ကဒီမှာ name နိမ့်မှာနိမ့်ရှိမယ်ပြီးဒီဒီလိုမျိုးပေါ့နော်ကော်မာလေးရေးပေးသွားဖြစ်ပါတယ်ဒါဆိုရင်ကြည့်လိုက်မယ်ဒီအပေါ်မှာရှိတဲ့နိမ့်ဒါဆိုရင်ကျွန်တော်မြန်မာအင်္ဂလိပ်သင်္ချာပေါ့နော်ပြီးရင်ဘာလို့ရှိမယ်โอเคအဲ့တော့တရားမျိုးလေးတွေကိုဒီလိုမျိုးတန်းစီပြီးတော့ရေးသွားဖြစ်ပါတယ်โอเคအဲ့ဒီမှာတခုကြည့်တာကစပိတ်ချအောင်လည်းမရပါဘူးကျွန်တော်တခုနဲ့တခုကြမှာကော်မာချမယ်ပေါ့နော်ကော်မာလေးခံပြီးတော့စပိတ်ချ comma space comma space ဆိုပြီးတော့ကျွန်တော်ရေးပြရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့အောက်မှာ name ရဲ့အောက်မှာဆိုတော့လာမယ်အောက်ကိုပေါ့နော်ဒီမှာဆိုရင်လည်းသူ့ရဲ့နောက်မှာ60 60 59 80ပေါ့နော်ဒါလေးတော့ကျွန်တော် tan cb ဒီမှာရေးပြသွားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့နောက်မှာ comma space comma space ဒီလိုမျိုးလေးရှာပြီးတော့မှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒါလေးကိုဆက်လက်မှတ်ပြီးတော့ copy ပဲယူလိုက်မယ်နော် copy ယူပြီးတော့ဒီအောက်မှာထားပြီးတော့ကျွန်တော်ဆွဲပြပါမယ် okay control ရဲ့ဘူးရဲ့နေရာချပြီးတော့ဒါကို selection map ဖို့လိုပါတယ်ဒီဆရာဒီစာလေးပေါ့နော်ဒီစာသားကို selection map ပါ selection map ပြီးရင်ကျွန်တော်တို့ကပြောင်းရမှာကတော့ insert ထဲမှာရှိတဲ့ဒီ table ကနေသွားပြီးတော့ပြောင်းလဲရတယ်ကျွန်တော်ကတော့ shortcut လေးနဲ့တုံးလိုက်ပဲဒီမှာတခုရှိတာကကျွန်တော်တို့ key magic ကိုပိတ်ထားဖို့လိုပါတယ် key magic software လေးကိုဒီနေရာမှာဒီများလေးကိုနှိပ်ပြီးတော့ဒီညာလေးမှာပိတ်ထားပေးပါနော် โอเคပိတ်ထားပြီးသားရေးဆိုလို့ရှိရင်တော့ keymatch ပွင့်နေ shortcut တွေအသုံးလို့မရဘူးပေါ့နော်โอเคတော့ကျွန်တော်ဒီမှာသုံးပြမယ် order ဒီ table ပြောင်းတဲ့ shortcut လေးက order n d i တရှင်းဆက်ရှင်းပေါ့နော်တရှင်းရှင်းနေပြီဒီကဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ Microsoft မှာစာသားကနေစရာ table ဖြစ်ပြောင်းလို့ရတာမှာဖြစ်ပါတယ်ဒီကြောင့်မှကိုယ့်ရဲ့စိတ်တိုင်းကြဒီမှာကျွန်တော်တို့ပြင်လို့ရပါတယ် အခုကိုယ်စိတ်ထဲကြဒီမှာဒီဇေယျလေးတွေပေါ့နော်ရှဲ့တာတွေကျုံတာတွေရမယ်ပြီးတော့လို့ရှိရင်ဒီမှာ selection တွေမှတ်မယ်ပြီးရင်ဖောင်းရက်ကာလာတွေပေါ့နော်ကိုယ့်ရဲ့စိတ်ထဲညာကျော်ပြန်ပြီးတော့ပြောင်းလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလေးကိုရမယ်လို့ထင်ပါတယ်ကျွန်တော်စံတိုင်းပို့မယ်ဆိုလည်းပို့လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မျက်ဝေပြခဲ့တာကတော့ Microsoft Word မှာဒီလိုမျိုးစာသားကနေဇေယျ table တွေဖြစ်ပြောင်းတဲ့နေကိုမျက်ဝေပြခဲ့တာဖြစ်ပါတယ်အားလုံးသင်ပြကြပါစီခင်ဗျာ 然后就就